TV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။မြန်မာနိုင်ငံရဲ့ပုံမှုနှဆိုင်လာနေတဲ့ပြည်ပခါကိုကင်တွယ်ဖြည့်ရှင်းဖို့အချိန်သိမ့်မကြံတော့တဲ့အကြောင်းနဲ့ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့အမေရိကန်လွှတ်တော်အမတ်တွေကနိုဘာလ19ရက်နေ့မှာသတိပေးလိုက်ပါတယ်။အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီကလက်ခံကျင်းပပြီးအရှေ့အာရှနဲ့ပစိဖိတ်ဆိုင်ရာဆက်ကော်မတီအဖွဲ့ဝင်တွေပါဝင်တဲ့မြန်မာအရေးကြားနာပွဲမှာအခုလိုပြောခဲ့တာဖြစ်ပါတယ်။ တနင်္သာရီတိုင်းဖုတ်ပြင်းမြို့နယ်မှာတက္ကသိုလ်တက်နေတဲ့ကျောင်းသားကျောင်းသူတွေကိုစစ်တပ်လက်အောက်ခံမြို့နယ်ထွေအိုဦးစီးကနှွန်ပါလ18ရက်နေ့မှာအတင်းကျပ်ဖိအားပေးပြီးကြိုတင်မဲပေးခိုင်းနေတယ်လို့ဖုတ်ပြင်းဒေသခံတွေစီကသိရပါဗယ်။မကွေးတိုင်းမြိုင်မြို့နယ်အနောက်ပိုင်းကကံကြီးရွာကိုစစ်ကောင်စီတပ်ကဒီကနေ့နိုဝင်ဘာလ20ရက်နေ့မနက်တနားရီခွဲလောက်မှာဖုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရသာ9ယောက်သေဆုံးခဲ့ပြီးအယောက်20ဝန်းကျင်ထဏ်ရာရှိသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗယ်။ TV ရဲ့နောက်ဆုံးရသတင်းတွေကို TV TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။